ဂျူတွေ့ကျင်လာပြီဒီကနေ့သူ့ကိုတွေ့ရမည်တွေ့လိုက်ရုံနှင့်ကျမ၏ရင်ထဲမှာလှိုက်ခနဲဖို့ကလက်ဖြားခြေပြားတွေအထိနှွေးထွေးလှုပ်ခတ်သည့်သွေးတို့အစီစဉ်ခဲ့သည် နေ့လယ်တနာရီမှာတွေ့ရတော်မည်အကဲနိုင်ငံကနိုင်ကိုမနှံချိန်မြောက်မှမသိမော်ကြည့်မိသည်၁၇နှစ်ခွဲတော်မီ ကျမလက်ထဲကဖက်ချင်အောင်ဆောင်ထားသောစာအုပ်ကိုစာရွက်မလန်တာကြပြီးဟုသတိရသွားပြီးစာရွက်တရွက်လှန်လိုက်သည်ကျမအမကိုတစ်ချက်ခိုးကြည့်ပြီးတော့ A4 စာရွက်တွေအပေါ်မှာတိတ်ကြီးမင်းကြီးစာရင်းနေသည်စာရေးစပွဲခုံခြေထောက်ကမညင်ညာသဖြင့်သူစာရေးသည့်အခါခုံကတလှုပ်လှုပ်ဖြစ်နေသည်မမရမုံသည် စာရေးလျင် ball point ပင်ကိုတအားဖိနှိပ်ပြီးရတဲ့သည် လူစားရေးလျင်စာလုံးရေးတံတွေကိုပင်ကြားရလောက်သည်ယခုလဲစပွဲခုံအပူလေးပေါ်မှာခေါင်းကိုအားရပိုက်ရငဲ့ဆောင်လျက်ရင်းနေသည်မှတော်တော်ကြာပြီ။ တနင်္ဂနွေနေ့များတွင်သူရောင်းပိတ်ပေးမယ်သူအပြင်ကိုတွားရတဲ့ရက်တွေရှိသည်အစည်းအဝေးတွေရှိလို့ဆိုတာကအများဆုံးပေါ့ဇန်နဝါရီကတော့တယောက်ယောက်အတွက်မွေးနေ့လက်ဆောင်လိုက်ဝယ်ပေးမလို့ဆိုတာမျိုး အထက်အရာရှိကဘယ်ကိုတွားမှမို့ဘာလို့နေလို့လိုက်ဝယ်ပေးရမှာဆိုတာမျိုးတွေဒီနေ့မှဘာဖြစ်လို့အမကအပြင်မထွက်တာလဲသူရှိနေတော့အခါကျမမလွတ်လပ်တော့ဘူးပေါ့ ကျောင်းတက်လျင်ဘလို့ဝစ်ဆောင်မဝေးရဆိုတာမျိုးကအစကျမအပေါ်သူချုပ်ချဲခြင်းသည်ခါပေါ်ထီမရောက်ပဲတင်မပေါ်တင်ယုံရှိသောချင်းပေါင်းမိကိုဝတ်မိလို့မမေကဘာမှမပြောပေမဲ့မမရမုံကကျမကိုဆူသည်လုံးဝမဝေးရဘူးဟုအမိန်ထုတ်သည်နောက်ခွဲထားသောစကက်ကိုမဝေးရဟုပြောသည်မိမရေကိုကကြည့်မရဘူးဟုရေရွတ်တတ်သည်တကယ်တော့သူနှင်းကျမအသက်ချင်း၅နှစ်ပဲကွာတာပါ သို့သောသူက26နှစ်နှစ်မတူပဲ36နှစ်ပုံစံပေါက်နေသည်မြန်မာချီရရေကိုပဲမြန်မာအင်ကြီးပုံစံရင်ဖုံးဒီဇိုင်းအမျိုးမျိုးလက်တိုလည်းမဟုတ်လက်ရှည်လည်းမဟုတ်သည့်တံတောင်စစ်ဖုံးလက်စကားတွေကိုဝတ်လေရှိသည် သူဝတ်တော်လှပါသည် သို့တော်ကျမကိုလာမဝတ်ခိုင်းပါနဲ့မဝတ်နိုင်ပါကျမကတော့အီအီပြော့ပြော့ပပလျားလျားအတွန့်အခောက်ကလေးတွေနဲ့ဘလောက်စ်ပုံစံအင်ကြီးအမျိုးမျိုးကိုစကတ်တွေနဲ့ဝတ်ချင်သည် ဖောင်းမိကိုဝေးရတာလူကလုံလုံချုံချုံရှိလိမ့်။ကျမအပြင်ခဏသွားအောင်မည်ဆိုသောစကားကိုဘလို့စပြောရပါမလဲဟုကျမကြံစီတွေးတောနေခဲ့ဒီမှာညကလေးကဖြစ်ပါသည်။အင်တာနက်သွားကြည့်မည်ဟုအကြောင်းပြလို့တော့ရမည်မထင်။အင်တာနက်ဆိုင်သည်ကျမအိမ်နှင့်မျက်စောင်းထိုးလောက်က6ထပ်အိမ်၏အောက်ဆုံးလွှာမြင်ညီတတ်မှုတော်တော်နီးနေသည်။နောက်ပြီးဝင်ပြီးလျင်ပြန်ထွက်ဖို့ကရှေ့ပေါက်တစ်ခုတည်းရှိသည်မို့အမမသိပဲပြန်ထွက်ပြီးတနေရရာသို့သွားလို့ရနိုင်မည်မထင်ပေ။ တခုတော့ရှိပါသည်မှန်နေရဲ့အညိုရောင်တွေကထားသည်မို့အပြင်ကကြည့်လျင်အတွင်းကိုမမြင်ရကျမအိမ်ဘက်တို့အခြေအနေလှမ်းကဲ့ခက်ကြည့်လျင်ရသည်သို့တော်ကျမတို့တက်ခန်းကမှန်ညိုရောင်တွေပဲနိုင်ရန်အပြည့်လောက်နေပါဖြစ်သည်ထိုမှန်တွေကနေကင်းဆိုလျင်အတွင်းကလူကိုအပြင်ကနေလှမ်းမမြင်နိုင် အတွင်းကလူကမှန်နောက်မှအပြင်တို့ကြိုက်သလောက်လှမ်းငုံကြည့်လို့ရသည် ကျမကမှန်ညိုရောင်တွေနောက်မှအိမ်စီတို့လှမ်းကန့်ခတ်ပေမဲ့မမရေမုံကသာကျမတို့တိုက်ခန်းနေရင်တွေနောက်မှအင်တာနက်ဆိုင်ရှေ့ဝင်ပေါက်တော့လှမ်းကြည့်နေပြီဆိုရင်သူ့ကိုကျမမမြင်နိုင်တကယ်လို့တခြားနေ့နဲ့အပြင်တို့ထွက်မရဘူးလားဆိုရင်တော့အင်တာနက်ဆိုင်ထဲကိုဝင်အိမ်သားထဲမှာအဝယ်စားလဲလဲပြီးမမရေမုံမမမိနိုင်ရင်ခတ်တွတ်လမ်းလျှောက်ထွက်သွားရမည်ရှုံတိတော့နဲ့ထမင်းစားရရင်ကောင်းပါတော့ မမရမုံကအစာရေးမပြတ်ကျမကိုလှမ်းပြောတော့မှကျမအချမ်းရသွားသည်ကြည်စန်းဘာလို့ဒါအောင်မတွေ့မိပါလဲအိုးလျှောက်သီးတုတ်လားညီမလေးတို့ကျူရှင်ကအရန်ကောင်းတာပဲကျူရှင်ပြန်ကြရင်ဝယ်လာခဲ့ပေးမယ်ကျူရှင်ကိုအချောင်းပြလို့ရရင်သားနဲ့နော်ကျူရှင်ဒီနေ့ကျူရှင်ရှိလို့လားဟွန်းရှိရလေမမရဲ့၁၇နှစ်ခွဲကနေ၁နှစ်ခွဲထိခဏနေညီမလေးသွားမှာပဲ မရမုံကမျက်မှောင်ကြုတ်ကြည့်ပါသည်နင့်ကျူရှင်ပြီးကြီးငါမဆောက်နိုင်အောင်ကိုယ့်ကိုယ်ပဲတုပ်စားရမယ်နင်းအောင်ဆင်းတဲ့အခါရှောက်သေးလေးတစ်ချမ်းလောက်ဝယ်ပြီးချင်းလင်းနဲ့တင်ပေးရဲ့အပိုင်ပဲကျမတော်တော်စိတ်သက်သာရာရသွားပါသည်ခါတိုင်းဆိုလျင်၆ထပ်ကနေအောင်ဆင်းပြီးတစ်ခုခုဝယ်ရမည်ကိုသိရမလားကြောက်သည် အခုတော့ကျမကြည့်ကြည့်ပြပြပင်သဘောတူလိုက်သည်ဝယ်ခဲ့ပေးမယ်လေ ထို့နောက်ဖတ်ချင်အောင်စောက်ထားသည့်စာအုပ်ကိုလွှတ်ချပြီးအဝယ်စားလှည့်ဖို့လှစ်ခနဲထွက်လာခဲ့ပါသည်။ဘိုင်းနေဝေးရမလဲ။အဝိဘီယိုရှင်မှာစဉ်းစားနေသည့်အရာသားကတော်တော်ရင်ခုန်စရာကောင်းသည်။သူမျက်လုံးထဲမှာကျမကိုလှပယုံများမကဆွဲဆောင်မှုလည်းရှိနေစေခြင်းသည်ခြေတဲ့စကက်တွေကကိုလုံးလှကိုတိတ်မပေါ်လွင်ဘူးထင်ပါရဲ့ ပြော့ပြော့အင်းအင်းထမိန်စကက်ကလေးကိုထုတ်ယူလိုက်သည်အနေရောင်ဆိုတော့အပေါ်ကပန်းနွေရောင်နဲ့လိုက်ဖက်မှာပဲအနေရောင်မှာတော့ဘာပဲဝဝပေါလင်းနေမှာပါတွဲလဲတွန်လဲဖန်စီချိုးလေးတစ်ခုကိုလဲပေးမှာဆွဲလိုက်ပြီးတော့မှန်ထဲမှာမျက်နှာကိုဟိုကြည့်ဒီကြည့်လှုပ်ကြည့်မိသည်အဆင်ပြေပါတယ်ကျမစိတ်ကျဉ်တဲ့သွားဤ မမေကိုခွင့်ထောင်းဖို့ကမမရမုံစီကသဘောတူညီချက်ရယူဖို့လားမခက်ခဲလှပါမမေကအမြဲလိုပင်တန်တရာကင်းသူဖြစ်သည်ကျမကြွရှင်သွားပြီဆိုလျင်ချော့ချော့ရှူရှူပင်ခွင့်ပြုသည်မမရမုံလိုဣတုံလားမခေါ်ဘူးလားဘယ်ချိန်ပြန်လာမှလဲခဏနေအောင်မမနဲ့အတူသွားမယ်မမလည်းအဲ့ဒီဘက်သွားစရာရှိတယ်စသည်စသည်ဖြင့်မယုံသင်ကအရင်မရှိတတ်ပေမေဘာရီချက်ပြီလဲ မိဖို့ချောင်းထဲမှာချက်ပြုတ်နေသောမမေကိုနောက်ဖက်မှခါကိုသွားဖက်ပြီးမေးလိုက်သည့်အခါမမေကကျမစာနေပြီဟုတွက်သည်။အိုးသမီးလေးစားပြီလား။မမေငါးကြော်တခုပဲချက်သေးတယ်။ဒီနေ့ဈေးတော်နောက်ကျလို့လေသမီးခုပဲသွားမလို့လဲခဏဆောင်ရင်ချင်းဟင်းရမယ်။တွေ့လား။မမေကကျမအပြင်ဘာကြောင့်ထွက်မှာလဲဟူသောအကြောင်းအရာထက်ကျမထမင်းချိန်ပြီးစားသွားဖို့ဟူသောအကြောင်းအရာကိုပို့ပြီးတော့ပူပန်သည်မစားတော့ဘူးမေအပြန်ကျမပဲစားတော့မယ် သူနှင်းတွေ့ပြီးသည့်အခါကျမတို့လူရှင်းသောဈေးကြီးကြီးစားတောက်ဆိုင်တစ်ခုမှာအတူစားလို့ရတာပဲအရေးကြီးတာကဣတုံတယောက်အမှတ်တမဲ့အိမ်သို့ရောက်မလာဖို့ပဲဣတုံရောက်လာရင်ဒီနေ့ကျူရှင်မရှိမှန်းအိမ်ကတည်သွားပြီပထမတော့သူနှင်းဆုံမိကိစ္စကိုဣတုံကိုပြောဖို့စိတ်ကူးသေးသည်သို့တော့ဣတုံကပါဇက်မလုံးပါသူ့ကိုရိုက်မစိရပဲနဲ့သူတိသမျှကိုရှောက်ပြောတတ်သည်စိတ်မချရပါသူ့ကိုကျမတွေ့တင်သလားမတွေ့တင်ဘူးလားမမယမုံကိုတိုင်ပင်ဖို့စဉ်းစားသေးသည် မမရမုံကတော့တော်မတွင်နင်းဟုဆုံးဖြတ်ချက်ချမှာပဲမဖြစ်ဘူးမမရမုံနင်းဆိုရင်အလုပ်ဖြစ်မှာမဟုတ်ဘူးနောက်မှပြောပါမယ်လေအရေးကြီးလာရင်တော့မမရမုံကိုတိုင်းမင်မှာပေါ့သူကကျမစိတ်ညစ်နေသည့်အချိန်မျိုးအားငယ်နေသည့်အချိန်မျိုးတွင်အပိတ်တက်သည့်တငယ်ချင်းကောင်းတယောက်ဖြစ်ခဲ့သည်ဘယ်တင်နှန်းတွေကိုတက်တင်သည်ဆိုတာမျိုးလဲအကြံဉာဏ်ပေးတတ်သည် နောက်ဆုံးမှာဝါသနာမပါပဲနဲ့ကွန်ပျူတာတက္ကသိုလ်တို့တက်မိခြင်းအတွက်နောင်တရနေသောကျမအားကွန်ပျူတာဘွဲ့အတွက်အားတက်လာအောင်နှစ်သိမ့်ပေးတတ်သူလည်းဖြစ်သည်အချို့သောအခက်ခဲများတွင်နှလုံးသား၏ရှည်စားမှုကိုလိုက်ပါတဲ့ဘယ်စာအုပ်ထဲမှလည်းမသိကျမဖတ်ဖူးပါသည်တကယ်တော့သူကတွေးကြရအောင်ဟိုပူစာနေသည်မှာတုံလာကြခဲ့ပြီကျမကဟိုအကြောင်းပြဒီအကြောင်းပြချင်ဖြင့်ရှောင်ဖယ်နေခဲ့ခြင်းဖြစ်သည် တခါမှမတွေ့ဘူးသည့်လူတစ်ယောက်ကိုရုတ်တရက်တွေ့ဖို့ကျမအဆင်သင့်မဖြစ်သေးဟုခံစားရတော့ကြောင်ဖြစ်သည်တယောက်ကိုတယောက်ယုံကြည်ရမည့်အကြောင်းရင်းတွေကိုဒီထက်မကရယူခြင်းနေသေးတာလဲပါလိမ့်မည် chat room ဟုခေါ်သောအင်တာနက်ပေါ်မှာအပြန်အလှန်စာတကြောင်းချင်းရေးပြီးစကားပြောသောအလေးအထကိုကျမတို့ခေတ်လူငယ်တွေအားလုံးလူလူကြွမ်းကျင်ကြသည်တခါမှမမြင်ဘူးပဲနှင့် chat တင်လောက်ရင်စကားပြောရင်တယောက်နှင့်တယောက်ယင်းနှီးကျောင်းဝင်သွားကြသူများအများကြီးဖြစ်သည် သူကကျမကိုအင်တာနက်မှာတဆင့်အသိမိတ်ဆွေ ဖွင့်လာခြင်းဖြစ်ပါသည်ကျမတို့ချက်တင်လုပ်သည့်အခါမြန်မာအတန်တွက်ကိုအင်္ဂလိပ်စကားလုံးများဖြင့်စာလုံးပေါင်းပြီးရေးကြသည်။နေကောင်းလားဟုမေးလျင် N E K A U N G L A R ဟုရေးကြသည်။မမရမုံကကျမကိုအဲ့လိုမရေးစေခြင်းအင်္ဂလိပ်ဘာသာဝါကျများဖြင့်ရေးစေခြင်းသည်အင်္ဂလိပ်စာဆွဲရတတ်အောင်လို့ဆိုပါသည်။ ျမကတော့အင်္ဂလိပ်စာတွတ်တက်ချင်ပြီးအိမ်မှာပဲအင်္ဂလိပ်စာလေးကျင့်ပြီးကျရှင်မှလည်းသင်ရတာပဲအင်တာနက်မှာတော့ကျမစိတ်ထဲရှိသည့်အကြောင်းအရာတွေကိုဘာသာစကားအထင်ငော့မရှိပဲခတ်တသက်ပြောချလိုက်ရဖို့အရေးကြီးသည်ထို့ကြောင့်ကျမတို့စာသည်အင်္ဂလိပ်စာလုံးတွေနဲ့မြန်မာစကားအတန်ထွက်အောင် ဖလှယ်ထားသောဘာသာစကားအသစ်ဖြစ်သည် အခါတုန်းကကျမချက်တင်လုပ်တဲ့အချိန်မမရမုံကျမအနာတော့ရောက်လာဘူးသည်ကျမ၏ဆာလုံးတွေကိုမဖတ်တတ်သဖြင့်မျက်မှောင်ကျုံပြီးအားဆိုင်ဖက်ယူရသည်ဟာဘာလို့ရေးထားလဲတော်တော်ရေရသည်သူအတိတ်ပဲမဖော်တတ်ချေအဆက်ဆက်မိသွားသည့်အခါမှာတော့ကျမအားမျက်ဆောင်ထိုးသည်ဘလို့စာမျိုးတွေရေးနေတာလဲဟူသောအတိတ်ပဲဖြစ်သည်နောက်တစ်ခါအင်္ဂလိပ်ဘာသာနဲ့ပဲရေးစမ်းမနေ့ကဇေဝတော်ဝယ်တယ်ဆိုရင်အင်္ဂလိပ်ဘာသာနဲ့အစာဆုံးရေး ပေါက်တက်ခဲ့ရစကလုံးတွေဖြစ်အောင်မရင်းနဲ့ဘာမဆိုင်ညာမဆိုင်ကျမကိုရှေ့အားလောက်သွားသေးသည်အားလုံးကဒီလိုပဲရင်းနေကြတာကို သူလက်မခံချင်လို့ရမလားကျမမှာအင်တာနက်မှာတစ်ဆင့်ချက်တင်လို့ရင်တည်ကျန်းလာတော့ငွေချင်းလေးရောက်ရှိသည်နှစ်ယောက်ကမိန်းကလေးနှစ်ယောက်ကယောက်ျားလေးယောက်ျားလေးနှစ်ယောက်ထဲမှာသူကဆိတ်ရှည်သည်ဟိုတယောက်ကတော့ကျမနှင့်စကားပြောစာရင်းနေရင်းကအပေါ်လုံးွက်ကြည့်မလို့ဟုထပြန်ချင်းပြန်သွားသည် သူခဏခဏထည့်ရတတ်သည့်ဘောလုံးသမားနာမည်တွေကိုကျမသိမသိတော့ကျမအားဘောလုံးပွဲဇွတ်ကြည့်ခိုင်းတတ်သေးသည်ကျမမေးသမီးကိုစိတ်ရှင်ရွှေဖြည့်ပေးသူကသူပါပဲသူ့နာမည်ကတလွင်ဟုပြောသည်နာမည်ရင်းဟုတ်မှာမဟုတ်ပါကျမတို့ check-in လုပ်သူတွေသည်နာမည်ရင်းကိုတောင်းလို့မရှိပါကျမဆိုလျင် internet မှာ check-in လုပ်သည့်အခါမမေတို့ပေးသည့်ဝရီကိုမကြိုက်သဖြင့်ကျမနှစ်သက်သော December ဆိုသည့်နာမည်ကိုတောင်းလို့ရှိသည် တကယ်တော့ကျမကိုတပ်စင်မမမွေးတာပဲလွယ်လွယ်ကူကူတပ်စင်မလို့ပေးလိုက်ပြီးရောဟုတခါတခါကျမအားမလို့အမင်းကတွေးမိသည်အသက်ကိုကျမမေးတော့သူကမပြောဘဲကိုဟာကိုခမန်းကြည့်ပေါ်ဟုဆိုသည်ကျမအသက်ကို23ဟုသုံးနှစ်ပိုကြည့်ပြီးပြောခဲ့သည်ထင်သည်ကျမတိတ်မမမေးတော့ချက်ချင်းတစ်ခုလုံးလင်းတခါလင်းလေရတာတိတ်တော်မကောင်းလင်းရင်းလင်းနှင့်အစရေမညီမညာဖြစ်ကနောက်ဆုံးရှုပ်ထွေးကုန်တတ်သည် သူနှင့်ကျမအသက်ချင်းတိတ်မကွာဘူးဟုထင်သည် ကျမကြိုက်သည့်အဆိုတော်အဖွဲ့တွေကိုသူလည်းကြိုက်သည် ကျမကြိုက်သည့်ကိုရီးယားမင်းသားမင်းသမီးတွေကိုသူလည်းကြိုက်သည်သူစကားအတုံးနှုံတွေကလည်းကျမတို့လူငယ်တွေတောင်းနေကြစကားအတုံးနှုံတိုင်းဖြစ်သည်သူစကားတွေကိုဖက်ရတာတော်လန်နေသည် သူက TV ဂိမ်းဆိုင်ပိုင်ရှင်ဖြစ်သည်သပင်ကောက်လားဖြောင်းလားဟိုမေးတော့ကောက်တယ်တဲ့အရက်ရှိလားပူလားမေးတော့ပူတယ်တဲ့ဝါလားပိန်လားမေးတော့ဝါတယ်တဲ့အသားဖြူလားမေးတော့မဲတယ်တဲ့ တော်အလကားမမှန်တာတွေကြီးပဲပြောနေတယ်ဟိုကျမစိတ်ဆိုးပြလိုက်သည် သူနဲ့စကားပြောရရင်ကျမတော့တခိခိရေးမိတော့တာပါပဲသူကဟာတာရီလည်းပြောတတ်သည်တနေ့တာသူကြုံကမြဲကလည်းပြောသည်ဝတ္ထုစာအုပ်ထဲကနေလည်းရှာဖွေပြီးပြောသည်ကျမစီတို့အီးမေးလ်မှတဆင့်မွေးနေ့လက်ဆောင်ပန်းပွင့်ပုံများလိပ်ပြာပုံများကလေးပုံလေးများကိုလှမ်းပို့တတ်သည်ကျမတို့တငယ်ချင်းဖြစ်သည့်အမှတ်တရအဖြစ်တဲ့ နှင်းစီပွင့်တွေကြီးပဲ15မျိုးလောက်ရိုက်ထားတဲ့ဓပုံတွေကိုကျမစီထည့်ပေးလိုက်သည်အဝါရောင်အနီရောင်အဖြူရောင်ပန်းရောင်အိုးအဲ့ဒီပန်းတွေကကွန်ပျူတာမျက်နှာပြင်ပေါ်မှာစုကြွပြီးလှလွန်းလို့ကျမလက်ဖြင့်မချိမရေထုတ်တိကြည့်မိသည့်အထီးပင်ဖြစ်သည်ထို့နောက်ကျမဝမ်းနေသွားသည်အော်ဒီပန်းတွေဘလောက်ပဲလှလာကျမမွေးကြည့်လို့မရထိကင်လို့မရပါလားကွန်ပျူတာရဲကပန်းမှုအစ်စ်ဖြစ်ပေမဲ့အတူလိုပါပဲလားကျမတုံနဲ့စကားပြောသည့်အခါ ပန်းတွေကိုမွှေးချိုလို့မရသည့်အတွက်ဝမ်းနေသည့်အကြောင်းထည့်ပြောမိသည်။သူကကျမကိုဂရုတခုပေးသည်။တနေ့ကျရင်တပ်စမနန်းဖို့တကယ်ပန်းတွေကိုကိုလာပေးပါမယ်တဲ့။ဘယ်တော့လဲဆိုတော့မဝေးတော့တဲ့တနေ့ပေါ့တဲ့။ဒီကနေ့အဲ့ဒီနေ့ဖြစ်သည်။သူကျမအတွက်အလှဆုံးပန်းတပွင့်ကိုအရင်ဆုံးယူလာခဲ့မြည်တဲ့။ဘာយ៉ាងလဲမေးတော့သူမဖြေ။တွေ့ရင်သိမှာပေါ့ဟူတာပြောပါသည်။ တကယ်ဆိုလူချင်းမတွေ့မီတယ်လီဖုန်းနဲ့အရင်စကားပြောကြမှုကောင်းပြီဟုကျမစိတ်ကူးယဉ်မိသည်။သို့တော့ကျမတို့အိမ်မှာတယ်လီဖုန်းမရှိပါ။တယ်လီဖုန်းသာရှိခဲ့လျင်ညအချိန်တွေမှာရုပ်ရှင်တွေတဲကတော့ဆိုဖာပေါ်လေးမှာရောအตาအိတ်လေးလျက်တယ်လီဖုန်းကိုနန်းနာကက်တွတ်တွလေးစကားပြောနေလို့ရသည်။မမရမုံမကြအောင် ကျမစကားပြောတတ်ပါသည်။တယ်လီဖုန်းနဲ့ဆိုရင်အင်တာနက်ဆိုင်သွားရသည့် ဒုက္ခမှာกินလို့မြင်အင်တာနက်ဆိုင်မှာကွန်ပျူတာရှေ့မှာထိုင်းပြီး chatting လုပ်ရတာတစ်ခါတစ်ခါအနေရများသည်ကျမဘေးကကွန်ပျူတာမှာဘလို့လူမျိုးလာထိုင်းပြီးဘာတွေကြည့်နေမလဲဆိုတာကတကယ်ပြဿနာပဲတခါတော့ကကျမကတဲကြီးမဲကြီး chatting လုပ်နေရင်က "तू လှမ်းမိသည့်မိကွန်ကို အမှန်တိုင်းဖြေရမလားမဖြေသင့်ဘူးလား"တခဏစဉ်းစားဖို့မျက်လုံးကိုတစ်ဖက်သို့လွှဲလိုက်သည့်အခါကျမဘေးကကွန်ပျူတာမျက်နှာပြင်ကိုမြင်မိလျက်သားဖြစ်သွားသည်ကျမမျက်နှာတစ်ခုလုံးပူရှင်းကလန့်ဖြတ်သွား၏ ဟမ်ဘာရကြည့်နေရလဲကျမကမန်းကရန်ကျမကွန်ပျူတာမျက်နှာပြင်ပေါ်ပြန်လွှဲလိုက်ရပေမဲ့ဟိုဘက်ကွန်ပျူတာမျက်နှာပြင်ပေါ်ကကိုရုတ်ကိုင်းရပုံတွေကတော်တော်နှိမ်မျက်စိတွေကပြောင်းမသွားပါကျမထိုင်နေတာမလုံမလဲဖြစ်လာသည်ဘာဖြစ်လို့များလူတွေဟာညစ်ပတ်တဲ့ပုံတွေကိုလူမြင်ကွင်းမှာလာကြည့်နေကြတာပါလဲနောက်ပြီးအဲ့ဒီပုံတွေကိုကြည့်တာဘလို့လူမျိုးတွေပါလဲကျမမျက်စိတောင်မှမတိမတာအကဲခတ်ကြည့်ခြင်းသည် ို့တော့အဲ့ဒီလူရှိရာကိုကျမမျက်စိတော့မှတော့မကြည့်ရဲပဲသူနဲ့ချက်တန်လောက်နေရင်းကမျက်နှာတွေပူလျက်ဘာကောမှအယုံဆိုင်မရပဲကြောက်နေသည်ငါပြန်တော့မယ်ဟုကျမရေးတော့နေပါအောင်ဟုသူလှန်တာသည်ဟမ်မဖြစ်ဘူးဆိုတော့သူကမေးသည်ဘာဖြစ်လို့လဲတဲ့ဘယ်အမှန်တိုင်းပြောလို့ကောင်းပါမလဲနော် ဖေးရလူကညက်ပတ်တဲ့ပုံတွေကြည့်နေရလို့မရင်ရဲပါဘူး။ကျမချက်ချင်းထပြန်လာခဲ့သည် နောက်တနေ့ကျတော့သူကရိတ်မိသွားသလားမသိ။ကျမအင်တာနက်ဆိုင်ရဲ့အနေအထားကိုမေးလေသည်။လူတွေများလား။ဘယ်လိုလူတွေများလဲ။လူငယ်တွေများလား။လူကြီးတွေပါလား။ကြောင်ကြကြနေရမှာမနေနဲ့တဲ့။ဝင်ဝင်ချင်းလိုနေရာမျိုးမှာနေရဲ့ဒါပေမဲ့လွတ်လွတ်တဲ့ကွန်ပျူတာမှာထိုင်ရတာဖြစ်တော့သူပြောသလိုရွေးချယ်ဖို့တိတ်တော်မလွယ်ပါ ကျမတို့အင်တာနက်ဆိုင်ကအမြဲလူစီကားလေးရှိသည်အင်တာနက်ဂိမ်းတွေကစားသည့်လူငယ်တွေများသည် အချို့တော်တွေကြတော့အင်တာနက်တယ်လီဖုန်းဖြင့်နိုင်ငံခြားမှရှိသည့်တာသမီတွေနှင့်စကားပြောဖို့လာကြသူတွေဖြစ်သည်ပထမတော့ကျမသိမ့်နာမလဲပြီသူတို့အိမ်မှာတယ်လီဖုန်းမရှိလို့ဒီမှာအင်တာနက်ကနေဖုန်းလာပြောတာပဲဖြစ်မှာဟုတွေးခဲ့သည်တကယ်တော့ဒီမှာဖုန်းပြောရတာကအင်တာနက်သုံးသည့်ဈေးနှုန်းအတိုင်းပဲကုန်တာမို့တနအီလရင်အလွန်ဆုံးကုန်ရင်600ကျပ်ပေါ့ တနိုင်တသမိနဲ့တယ်လီဖုန်းပြောလျင်600ပဲ။ပိတ်တန်သည်ဟူမမရမုံကပြောသည်။အိမ်မှာရှိသောကြိုးဖုန်းဖြင့်နိုင်ငံခြားသို့ခေါ်ပြီးစကားပြောလျင်10မိနစ်ကိုပင်မြန်မာငွေ6000ကုန်ကျမည်တဲ့။ကျမလန့်သွားသည်။ထိုတော်ကြီးတွေပြောနေသည့်တနိုင်မိနစ်60ကို6000ဖြင့်မြောက်ကြည့်သွားမိသောကြောင့်ပင်ဖြစ်သည်။ Or internet ပေါ်လာတာကျမတို့လူသားတွေအတွက်တော်တော်ကိုအသုံးချတာပါလား။ဝဒီကျူရှင်သားမယ်ရှိုးကများလွန်လာ၏လား။ အိုးသေတော့မှာပဲကြောက်ပွဲအိတ်လေးမှာတန်းလန့်ချိတ်သည့်ဖန်ပရင်းလုံးလေးတွေကိုညီအောင်ပြန်တက်နေရင်းကမမရမုံအတန်ကိုကြားလိုက်တော့ခေါင်းကစပင်တွေတောင်ထောင်သွားသည်ဟုထင်မိသည်အိုင်အောင်အင်ဂျင်နဲ့စကတ် အနက်ကရှုံမြလွန်းတာမဟုတ်ပါ မျက်နှာမှာခြေထားတာကိုများသည်ဟုပြောလွန်းတာလားနှကန်းဆိုးစရာတောက်နှွန်းနေဟာမမကလည်းလူကိုအဖြစ်ပဲလိုက်ရှာနေရဟဲ့အဖြစ်ရှာမဟုတ်ဘူးတွေ့နေလို့ပြောနေရ လက်သဲနီလိုစောက်တန်လေးဖြင့်ဆိုးယူရသည့်အရေးပြည့်ပြည့်ပန်းရောင်တောက်တောက်နှကန်းဆိုးဆေးလေးကရှုံးလက်ဆုပ်ဖက်နေသည်မို့နှကန်းကငကိုရှိသည့်ထက်ပိုးပြီးဖူးကြွာလာသလိုထင်ရသည်။ကျမအလွန်ကြိုက်သောနှကန်းဆိုးဆေးဖြစ်ပါသည်။ကြာကြာနေလျင်ထိုနှကန်းကိုပြန်ဖျက်ပြီးပြင်ဆိုးခိုင်းမှဆိုးလို့ကျမမြ мян အိတ်ထင်းကထွက်လာခဲ့ရသည်။မမေမမေသမီးအခုတလောဟန်ပြက်နေရယ်နော်။ဟူသောစကားကိုတဆုံးတဆကြားတော့ကျမကြားပြန်အောင်ကြားလိုက်သည်။ ချင်းကားသည့်ကံတော်ကြီးစင်ယုတ်ကြီးတွင်နားရောက်တော့ဟိုဟိုဒီဒီရှာဖွေကြည့်မိသည်စင်ယုတ်ကြီးတွင်အလွန်မျက်ခင်းပြင်တွင်ထိုင်နေသူက မတက်ရနေသူတွေကဆယ်ယောက်မကပဲတချို့ကမိသားစုနှင့်တချို့ကတငယ်ချင်းတွင်ကျမလိုတယောက်ထဲရောင်းလဲလဲဖြစ်နေမိကောင်းလေးတယောက်ယောက်ကိုရှာကြည့်တော့မတွေ့ရပဲကျမနိုင်ကိုငုံကြည့်လိုက်သည်တနားီထိုးရင်၁၀မိနစ်ပင်လိုသေးသည်ကျမနည်းနည်းဆုံးနေတာပဲ ကျမတပင်ကြီးတပင်ကြီးနောက်ဖက်သို့လျှောက်သွားလိုက်သည်မြက်ခင်းပေါ်ထိုင်ခြင်းတော့စုံနေသည့်မြက်ခင်းကကျမစကတ်ကိုစုံမှဆိုသည်ကျမမှာပါသွားသည့်မှတ်စုစာအုပ်ထဲကစာရွက်တရက်ကိုဆုပ်ခဲလိုက်ပြီးမြက်ခင်းပေါ်ချခင်းထိုင်လိုက်ပါသည်နှမျောစရာတော့ကောင်းသည်သို့သောစကတ်ပေသွားလျင်ပိုဆုံးမည်မဟုတ်လားကျမကိုသူရှာတတ်ပါမလားအိုးရှာတတ်မှာပါသူလူလေပဲကျမပြုံးမိသည်ကျမကိုသူကမသိလျင်လျင် ကျမကသူ့ကိုတည်နေမှာပါ။ကျမယုံကြည်သည်6လကြာအောင်ယင်းနှီးချောင်းဝင်လာသည့်တငယ်ချင်းမကချစ်သူမကြအဖော်ရေပဲလေ။ကျမစာနေပြီမို့ဝယ်လာသည့်ဆန်ဒွိချ်လေးကို ထုတ်စားမိသည်။ရေတံဘူးအသေးလေးတစ်ဘူးလည်းကျမထည့်ယူလာသည်။ဆန်ဒွိချ်ကနောက်တစ်ထုပ်ပါသေးသည်။တကယ်လို့များသူစာခဲ့လျင်ကျွေးနိုင်ရင်အပေါ်ဝယ်လာခဲ့ခြင်းဖြစ်ပါသည်။ကျမအနာကဖြတ်သွားတော့ချစ်နိုင်ချေလူငယ်များကိုစောင့်ပြီးရှာဖွေစူးစမ်းကြည့်ဖြင့်ကြည်မိသည် သူတို့ကကျမကိုလှက်လှဲတော့ကြည့်သွားကြသည်သို့တော်တစ်ချက်ပဲသူတို့ပြောလက်ဆစကားကိုဆက်ပြောပြီးချိန်လန်းမပြတ်ဆက်ထွက်ခွာသွားကြသည်လူငယ်တယောက်ဟိုဟိုဒီဒီစူးစမ်းရှာဖွေသည့်မျက်လုံးဖြင့်ရောက်လာခြင်းသည်တနာ yı ထိုးရန်2မိနစ်အလိုဖြစ်သည် သူများလားဟိုထိတ်ခနဲရင်ဖို့လှိုင်မောသွားသည်ကျမထိုင်နေသည့်အနေထားကိုပြင်ဆင်ပြီးသူ့ကိုလှမ်းကြည့်တော့သူကလည်းကျမကိုလှမ်းကြည့်သည်စပင်ကောက်ကောက်ပိန်ပိန်တွတ်တွဲအကွက်ဆိတ်ဆိတ်ပစိုးကတူတူ ခပုံစတဲတဲတက်တက်သူများလားထိုလူကကျမထက်တောင်းလင်းနှစ်တော်ကြီးမီဝတ်ထားသည့်အင်ကြီးကအဖြူရောင်ဖြော့ဖြော့အိုးကျမတိတ်ကြိုက်သည့်အယောင်ပေါ့သူခလန်းလန်းမှရက်နေရကကျမကိုအချိန်ကြာကြာစိုက်မကြည့်ပဲခဏခဏလှမ်းကြည့်သည်ဟုတ်ပါသည်သူပဲရှိမှာပါဒါပေမဲ့သူ့မျက်လုံးတွေကတော့ညှို့မှိုင်းနေသလိုပဲကျမကိုအပေးစကားပြောခဲ့သူ၏မျက်လုံးတွေမဟုတ် သူဘလို့မင်းကလေးမျိုးကိုမျောလင့်ထားခဲ့လို့လဲသို့မဟုတ်ကျမကိုမြင်လိုက်တဲ့အခါအံ့ဩတော့အောင်မထင်မဲ့ပဲကျမလှနေလို့လားသူတက်ပုံတောင်းသည့်အချိန်တုန်းကအီးမေးလ်ဖြင့်ကျမတက်ပုံပေးလိုက်ရင်အကောင်းသားဒါပေမဲ့အဲ့ဒါကစရင်သိမ့်လျှောက်သည် digital ကင်မရာဖြင့်တက်ပုံရိုက်ရမည်မမရမုံကသူ့ကင်မရာကိုကျမအားလွတ်လွတ်လပ်လပ်ပေးမကိုင်းပါ ရိုက်ထားသည့်တပုံကို CD ပြားနှင့်ဖြစ်ဖြစ် flash drive ဖို့ခေါ်သော USB အချောင်းလေးထဲမှဖြစ်ဖြစ်ထည့်သိမ်းပြီး internet ဖွင့်သည့်အခါကျမှ MD file တွေကကွန်ပျူတာထဲဆွဲယူရမည်။ထို့နောက်ထို file ကို copy ကျင်သည့်လိပ်စာသို့ပို့တွဲ file အဖြစ်ပေးပို့ရမည်။ထိုအဆင့်တွေအားလုံးကျမအတွက်တော်တော်ခက်ခဲသည်။ထို့ကြောင့်ဓာတ်ပုံမပို့ခြင်းကြောင့်ခက်လွယ်လွယ်ငင်းဆိုလိုက်ခြင်းဖြစ်ပါသည်။ထုံလုံးကကျမကိုပြုံးလဲမပြအောင် ထို့အချိန်မှာပင်ကျမရင်ခွင်ထဲသို့အနီရောင်တောက်ပါဆိုလက်တော့နှင်းစီပွင့်အကြီးကြီးတပွင့်ရုတ်တရက်ကျလာသည်အပင်ပေါ်မှကျွေကျလာသလိုမျိုးဟဲလှလိုက်တာကျမဒိတ်ခနဲ့ရင်ခုန်သွားအောင်မော်ချီမိသည်ကျမကိုမတက်ရဲ့ရင်ငုံချနေတော့လူကြီးတယောက်ဟွန်းဘာဖြစ်လို့ကျမကိုအဲ့ဒီတင်းရင်တင်းနေကြည့်နေရတာလဲဒီနှင်းစီပန်းရောတပ်စံပါလားမမျော်လင့်တော့သူ့ထံမှစကားကိုကြားလိုက်ရတော့ခေါင်းထဲမှာပုတ်ထူသွားသည် ကျမအန်အလုံးလို့ဘာစကားမှပြန်မပြောနိုင်ပါတွတွေချင်းငေးမောနေမိသည်ဖះရေလောက်ခါပါပဲအဲ့ဒါသူရဲ့လားမျက်မှန်အောက်ကမျက်နှုံးဖြူဖြူဝန်းဝန်းကယောက်ျားတယောက်ထံမှာကျမတကားမှမတွေးထားမိသည့်မျက်လုံးမျိုးသူ့မျက်လုံးထဲမှာမျက်စံညူညူကလှောက်ရှားမှုအလွန်မြန်ဆန်သည်တခဏအတွင်းမှာကျမတကိုယ်လုံးကိုအလွန်မပေးဘဲအကဲခန့်စူးစမ်းမိသွားပြီဟုထင်သည်အသားညူညူရင်းရင်းမှဝှက်ထားသည့်အင်ကြီးဖြူကပုံပြီးတောက်ပနေသလိုပဲ ်အသက်ကတော်တော်ကြီးပါပြီအနည်းဆုံး40တော့ကျော်တာပဲကျမစိတ်ညစ်သွားသည်ထိုင်မယ်နော်ဟမ်ဟမ်မထိုင်နဲ့ဟိုကျမညင်းချင်းသည်ကျမနှုတ်ခမ်းတွေကဖွင့်လို့မရအောင်စိတ်ကန့်နေကြသည်ကျမခလန်းလန်းမှရှိသည့်ဆော့ဆော့ကလူငယ်ကိုလှမ်းကြည့်လိုက်သည်ထိုလူငယ်ကကျမကိုလှမ်းချမနေတော့ပဲတနေရာသို့မြှောက်ငင်းနေသည်ကျမပခုံးကိုပင်ထိသွားအောင်ဘေးနားမှာကက်ကက်လေးထိုင်ချလိုက်သည့်လူကတော့ရင်းပွင့်နှံကထောင်းကနေ ကျမရင်မွေးနှံကိုမုံသည့်အကြောင်းချက်တင်လောက်တုန်းကထဲမပြောမိဘူးလား။ဒေါက်တာမကတိတ်လာတာပဲလား။တိတ်လာတာပဲဟူသောစကားကိုကျမစိတ်ကူးထဲမှာကြားရအောင်ပြီးရင်ခုန်ရတာခဏခဏပါပဲ။သို့တော့ယခုတချိန်တကယ်အပြောခံလိုက်ရသည့်အခါစိတ်ချင်းချက်လိုက်တာမှပြောမနေနဲ့တော့။ရောင်ရမ်းပြီးမျက်လုံးတောင်မှိတ်ချပြလိုက်မိသည်။မဖြစ်နိုင်ဘူး။တက်လွင်တက်စာဖောက်လိုက်တာပဲဖြစ်ရမယ်။သူမအားလို့ပဲဖြစ်ဖြစ်၊သူမလွန်ဆန်နိုင်လို့ပဲဖြစ်ဖြစ်၊သူ့ဦးလေးကိုအစားတော်လွတ်လိုက်ခြင်းပဲဖြစ်မည်။ ဒါကတက်လွင်တော့မဟုတ်နိုင်ဒီလိုခက်တက်ပြက်ဝဝဖိုက်ဖိုက်ဘိုင်ရှဲရှဲလူကြီးကတော့တက်လွင်မဟုတ်နိုင်ပါတူလားအာဇာနီရဲ့ရှင်းပြခွင့်ပေးပါတခြင်းကိုညီးမဲ့သူမဖြစ်နိုင်ပါဘူးကျမချက်ချင်းငိုချပြစ်လိုက်ခြင်းစေးဖြင့်ထထွက်ပြေးဖို့အစိတ်ကူးမိသည်တို့တော့ကျမခြေထောက်တွေကလှုပ်လို့မရ။ကျမခေါင်းကသူ့ချိုင်းအောင်မှာရောက်နေသည့်အခါရင်မွေးနှံကနေတီးတန့်ခွတ်ထွက်နေသောဆူးရှာရှာအနံ့တစ်ခုကနှာခေါင်းထဲသို့အတင်းထိုးဝင်လာသည်။ ကျမစိတ်ပြက်လက်ပြက်ဘေးသို့ရင်းလိုက်သည်တပ်စမအဖော်လေးခေါ်လာခဲ့ဖို့ကောင်းတယ်ဘာဖြစ်လို့တယောက်ထဲလာတယ်လဲကွတက်လွင်းဆိုတာဘလို့လူဆိုတာကြော်သိနိုင်တာမှမဟုတ်ပဲတတိကောင်းလာ ਈ လားကလေးရဲ့သူ့အတန်ကတော့ရုပ်ရင်နေမလိုက်အောင်နူးညံ့လာသည်အော်ဒီလိုတော့လေကျမအပေါ်သူစိတ်ပူပန်သားပါလားအိုးဆန်ဒရစ်တွေစားနေပြီလား ကိုကတပ်ဆံမာကို coffee time တခုခုခေါ်သွားပြီးအတူတူစားကြမလားလို့ဟိုဘက်မှာကိုကပါလိုက်။ကပါတယ်တဲ့မလိုက်နဲ့။အခုမှတိတဲ့လူတယောက်နောက်ကိုလိုက်မသွားနဲ့။မစားဘူး။ကျမ tuition တက်မယ်လို့ညာပြီးထွက်လာတာ။ tuition ဆင်းချိန်အမီအိမ်ပြန်မှဖြစ်မယ်။အိုးကလေးရလဲကွယ်အခုမှတွေ့ရတာကိုခဏလေးနေပါအောင်။ coffee time မှာ coffee တောက်ရင်စကားလေးနည်းနည်းပြောကြအောင်မယ်လေ။ပြီးတော့အိမ်ထိလိုက်ပို့ပေးမှာပေါ့။ ဒီလူကြီးနဲ့စကားပြောရတာရင်ခုန်စရာကောင်းမှမဟုတ်ပဲကျမထင်ထားကြတာတက်လွင်ဆိုတဲ့သူကအရက်ရှည်ရှည်မျက်နှာထားခက်တီးတီးအင်ဒရီကြီးကြီးနဲ့ဘာကုန်မဆိုးစိုးမိုးထိန်ချုပ်နိုင်စွမ်းရှိရဲ့လူဒါပြစမှာပြောမှုတဲ့ဟိုတယ်အဲ့ကျုပ်အလုပ်ဆိုတာအခုစိတ်ဝင်စားသေးလားကျမသူ့ကိုမျက်နှာလွှဲပြီးအကဲခက်ကြည့်လိုက်သည် Paradise Hotel မှာအဲ့ကျိုကောင်တာထိုင်ဖို့ receptionist တယောက်လိုနေတယ်။အင်္ဂလိပ်စကားနည်းနည်းတက်ရမယ်။သူ့စကားကိုချက်ချင်းမယုံနဲ့အောင်ကျမအိမ်ပြန်ရအောင်မယ်။ နောက်နေ့မှ check-in လုပ်ရအောင်လို့ညင်းလိုက်။ကလေးစိတ်ဝင်စားတော့ဆိုရင် အခုပြန်မှတခါတည်းဝင်ပြီးလက်ထောက် manager နဲ့မိတ်ဆက်ပေးလိုက်မယ်။ဟွန်းဟွန်းကျမစိတ်ဝင်စားတော့ပါဘူး။မမရမုံလုပ်စိတ်ခြင်းနဲ့ computer programmer ပဲလုပ်တော့မယ်။သောတော့ကျမဘလို့ညင်းရမှန်းမသိသူ့အပေါ်တိတ်ရိုင်းပြသွားမိမှကိုလည်းဆိုရင်သည်လက်ထဲကနှင်းစီပန်းနီနီရဲရဲကိုလှက်ပက်ကင်ကြည့်နေသည့်ကျမလက်ချောင်းတွေတဆက်ဆက်တောင်းရင်နေသည်ကိုလည်းကျမကိုယ်တိုင်မြင်မိသည်။အိုးသူလည်းမြင်မှာပါပဲ ဘလို့လဲရင်နှင်းချိန်ပန်းချစ်စစ်ကိုရတော့လဲမနှမ်းသေးပါလားသူ့စကားတိုင်းကပါရိပဲကြီးပါလေကျမအလန်တကြားလွှတ်ချမိသည့်ပန်းကို သူကဖြက်ခနဲဖမ်းဆီးယူလိုက်တာမြင်လိုက်တာကျမကြည့်နေရင်မှပင် သူကပန်းကိုတအားနှမ်းရှိုင်လိုက်သည်အာအရန်ကိုမွေးရပဲထိုနှင်းစီပန်းပွင့်ချက်များဖြင့်ကျမ၏လက်ဖြံကိုအသားလေးထိကပ်ပုတ်ဆွဲလိုက်တော့ကျမတကူလုံးနှွေးကနေချက်သိမ်းဝင်းညင်းထသွားသည် ကဲပြောစမ်းပါဦး။ဓမ္မစမရဲ့ချုပ်ချယ်တတ်တဲ့အမအကြောင်းဓမ္မစမစိတ်ဝင်စားတဲ့ကွန်ပျူတာလေ့ကျင့်ခန်းတွေအကြောင်းဓမ္မစမအရင်ကြိုက်တဲ့အစားအစာတွေအကြောင်းချက်တင်မှာတော့တွက်လိုက်တာမနှဲလိုက်ရတယ်။ခုတော့လည်းငြိမ့်လို့စိတ်ကူးရင်နဲ့လက်တွေကတခြားစိန်ဖြစ်သွားရတာကိုစိတ်ညစ်သွားတဲ့အခါကျမဘာစကားမှပြောဖို့စိတ်မပါတော့ပါ။ဒါ ው ဒီလူကြီးဘာဖြစ်လို့မသိတာလဲ။မသိကြအောင်စောင့်နေတာလား။ဘာလဲ။သူခရရမှာဆိုလို့အိမ်ပြန်ချင်နေပြီမဟုတ်လား။ ဒီတစ်ခါတော့ကျွန်မကောင်းငင်လိုက်ပါသည်โอเคโอเคပြန်ရမှာပေါ့ကိုလိုက်ပို့ပေးမှာပေါ့ကော်ဖီလေးတစ်ခွက်နဲ့တကယ်ဆန်ဒရစ်လေးတစ်ပွဲတော့စားလိုက်အောင်ပြီးရင်ကိုလိုက်ပို့ပေးမယ်ဟုတ်ပြီလားကျွန်မသူ့ကားနဲ့လိုက်သွားတင်ရလားဟုတွေ့ဝေးသွားမိသည်မမရမုံသာဘေးမှာပါလင်းကျွန်မဘဲကိုမဆူသွားရဲပါသည်ဩမမိတ်ခင်ပေးထားရအောင်မယ်ဒီမှာစတေရှိုးလက်မှတ်လေးနှစ်စောင်းအမနဲ့ကြည့်ကြည့်တငယ်ချင်းနဲ့ကြည့်ကြည့်ကိုပေးတယ်လို့သာဘယ်သူမှမသိစေနဲ့ရော့ ကြားပေါက်နဲ့ဖြူဖြူကြော်သိင်းနဲ့ဟဲပျော်စရာကြီးပါလားကျမအင်ဒရီမလုပ်တော့ပဲသူ့လက်ထဲကလက်မှတ်လေးတွေကိုကြည့်မိသည်ဒက်ဆမာကကြားပေါက်ကြိုက်တယ်ဆိုလို့ကိုဝယ်လာခဲ့တာလေอืมဒီလိုဆိုတော့လေကျမရဲ့စိတ်ကူးတွေကတက်လွင်နဲ့ပုံပန်းတွေမြင်မတူတာတခုပါပဲကျမသည်ကြံသည့်အတွေးခေါ်စိတ်သက်ကတော့အထူးတူပါပဲဟိုအနေငယ်ဖော်တွင်းမိသွားသည် ကျမ၏ပါပြင်တချင်ကိုပူဆက်လာအောင်နေရောင်ကထိုးလာသည်မို့ကျမလက်ဖြင့်ပါပြင်ကိုပုတ်တက်လိုက်ရသည်။တပင်ကနေရောင်တိတ်မလုံးတော့သလိုပဲနေရောင်ရွှေ့မှထင်းနေကျမမော်ကြည့်လိုက်သည်။တပင်ကြီးကအရက်တွေစိတ်နေပါရဲ့။သို့တော်နေပြောင်ကြထိုးနေသည်။နေပူရယ်လေလာထိုးနေရန်ပြောင်းကြမယ်။သူကအရင်ထရလိုက်သည်လရဲစရဲဆွဲထူမကိုကြောက်သဖြင့်မြ мян ဆန်ဆန်လိုက်ထတော့လေကျမဆိုရင်တလို့ဟောက်ဟန်မတူပါသူကခက်ခွာခွာမှပဲမတက်ရလိုက်သည် ော်သေးတာပေါ့ရော့လေအိတ်ထဲထဲတာသူလှမ်းပေးတော့လက်မှတ်နှဆောင်ကို ကျမတွန့်ဆုပ်စွာလှမ်းယူပြီးကြောဘိုးအိတ်ရှေ့အိတ်ထဲသို့ထည့်လိုက်သည်သူကရှိမရှောက်နှင်းသဖြင့်ကျမနောက်ကလိုက်လျှောက်လာခဲ့သည်ကော်ဖီတော့မတောက်တော့ဘူးနော်အင်ကိုပဲပြန်ကျင်ပါတယ်ကော်ဖီတောက်တာဘလောက်မှမကြပါဘူးကွာခဏလေးပဲနိုင်ဝတ်ပေါ့သူ့အတန်ကပုံမှန်ပါပဲနော်မင်းကလေးတယောက်ကိုလိန်ညာပြီးခေါ်မဲ့သူမဟုတ်ပါဘူး ကျမနည်းနည်းစနေသည်ကော်ဖီလေးတောက်ပြီးတခြင်းနေအကြောင်းအင်္ဂလိပ်စကားပြောတဲ့နန်းတွေအကြောင်းစကားလက်ဆောင်ပြောပြီးမှပြန်ရမလားอืมဒါပဲဖြစ်ဖြစ်သူ့ကားနေတော့ကျမလိုက်သွားရတော့မယ်ကျမဟာကျမပြန်မဲဟုပြောလိုက်ရင်လည်းကောင်းတာသူ့အပေါ်တိတ်တန်တရားဖြစ်လို့ရကြမလားအနာစီကကောင်းသွားမလားသူကတာမှန်ပါပဲအဖြူရောင်စလုံးကားလေးပါပဲကားနောက်မှာရေးထားတဲ့နာမည်ကိုမဖက်ရပဲဘေးဆောင်ကြည့်သည့်မြင်ကွင်းရကားရိတ်ကိုကျမအမျိုးအစားမခွဲခြားတပါ သူကကမောင်းသူဘေးကရှေ့ခန်းတကားကိုရှောက်ဖွင့်ပေးထားသည်။ကျမကားထဲဝင်ထိုင်ရမှလားနောက်ဆုံးဝင်ချိန်ထိကျမဇဝေဇဝါဖြစ်နေစေ။သူ့ကိုတစ်ချက်မော်ကြည့်လိုက်မိသည်။သူပြုံးပြလိုက်သည့်အပြုံးကနူးညံ့နှုတ်ထွေးမှုအပြင်းနှင့်ကျမစိတ်သက်သာစွာပင်ကားထဲသို့ခြေလန်းလှမ်းဝင်လိုက်ပါသည်။ကျမထိုင်ပြီးတော့သူကကားတကားကိုအသာပိတ်ပေးပြီးမှ သူ့မောင်းမိဘက်သို့သွားရင်ကားရှေ့ကနေလျှောက်လာသည်။ကျမကြောက်ပွဲလေးတွေကိုရင်ဝင်ထဲထည့်လိုက်ပြီးမှ နှင်းစီပန်းပွင့်ကိုတရေရသွားသည်။အော်ပန်းပွင့်လေးပဲများရောက်သွားပါလေ။ကျမစီမပါမလား။ကျမလွှတ်ချခဲ့လိုက်တာပဲလေ။တစ်ပင်ချင်းရင်းမှာကြံရရောပေါ့။အမက်တမက်ကျမထိုင်နေခဲ့ရမှပြန်လဲကြည့်မိသည်။အနီရောင်နှင်းစီပွင့်ကိုတော့မမြင်မိ။ကျမထိုင်နေခဲ့သောဆာရွက်ကလေးကိုသာမြန်ခင်းပြေမော်ရင်လေဖြင့်လွင့်ပါလူဆဲဆဲဖြစ်နေသည်ကိုမြင်ရသည်။ဆာရွက်မှာအဖြူဆွဆွမဟုတ်တော့ပါ။ ဝါညိုညိုအယောင်တချို့ဆန်းထင်းဆူဆွဲနေသည်မြခင်ပြင်ပေါ်ကရှန့်ရည်စက်တွေဖြစ်ပါလိမ့်မည်ကျူသရဖူမဂဇင်း၁၂ပြည့်အထူးထုတ်